မင်္ဂလာပါရှင်အခုကကြတော့ကျမတို့ဒီလေးလက်မပက်လေပေါ့နော်ကြွေပြားကိုသုံးမယ်ဆိုရင်ဘယ်တော့ကုန်မလဲဆိုတာကျမတို့နမူနာတွက်ပြမှာဖြစ်ပါတယ်သူပေးတော့ရဲ့ဆန်တော့ကကြတော့သူက100စတုရံပေအတွက်ပေါ့နော်အဲ့တော့လေးလက်မပက်လေကြွေပြားအတွက်ဆိုလို့ရှိရင်ကြွေပြားဘလောက်ကုန်လဲဆိုတော့100နဲ့5သူ့မှာဘာပါပြရဲဆိုတော့အလေလွင့်ပေါ့နော် ကျိုးမဲ့ပဲ့မဲ့အဲတချို့နေရာမှာချမ်းရမယ့်နေရာတွေရှိမယ်ဖြတ်တောက်ရမယ့်နေရာတွေရှိခဲ့မယ်ဆိုရင်အလေလွင့်တက်ကိုသူက5%ပိုထည့်ပေးထားတယ် နောက်ဘီလက်မြေကကြတော့ပေါင်180ကိုမယ်အရောင်တင်ဘီလက်မြေကကြတော့အလုံးရင်ပေးရမယ်အဖြူအောင်မှုတ်လေးတွေနော်ပြီးပယံအတွက်ကကြတော့သူက3ယောက်ခွဲထည့်ပေးရမယ်လုတ်သားက2ယောက်ကုန်မယ်ပေါ့နော်ရေရေဘိုးသုံးရမယ်ဆိုရင်လည်းရေဘိုးထပ်ထည့်ပေးရမယ်ပေါ့ကုန်ကြစိတ်ထဲမှာလေနော်အဲ့တော့ကျမတို့နမူနာအနေနဲ့ဘယ်လိုတွေ့ရမလဲဆိုတော့ကျမတို့ခင်ရမယ်ကျွေးပြားရဲ့ area ကအဲဒီမှာเนาะ12ပေရှိမယ်15ပေရှိတဲ့အခန်းကိုအာအခန်းဒါမှမဟုတ်နေရံပေါ့เนาะအဲ့ဒီဟာကို ကတွေ့ပြခင်မဲ့ဆိုရင်ဘာတော့အရင်ဆုံးဘာတော့မဲ့ဆိုသူ့ရဲ့စုစုပေါင်း area ကိုတွက်ပေးရမယ်စတုရန်ပေးပေါ့နော်စတုရန်ဆို12နဲ့15နဲ့မြှောက်မယ်ပေါ့နော်ကျမတို့ဒီမှာမြှောက်လိုက်မယ်12အမြောက်15အဲ့တော့180ရတယ်ပေါ့နော်180စတုရန်ပေးပေါ့180စတုရန်ပေးစတူရန်ပေးပေါ့เนาะလေးရေးလေးတော့နည်းနည်းသိခံမင်းเนาะကျမကဒါဒီ white ပုံမှာရေးရတာမဟုတ်လို့ အဲအဲ့ခါကျတော့12ပေးစနစ်ပေးနဲ့15ဟုမြောက်တော့စုစုပေါင်းခင်းရမယ် area ကကျတော့180သူပေးထားတဲ့စံနှုန်းကကျတော့ဒီမှာ100အတွက်ကိုပဲပေးထားတာသူကလေ100အတွက်ကိုပဲအဲ့တော့ကျမတို့ကဘယ်လိုပြန်တွေ့အောင်လဲဆိုတော့เนาะကျွေပြားဆိုလို့ရှိရင်เนาะကျွေပြားက100စတုရန်ပေတော့ကဘယ်နှချက်ကုန်ဘယ်လောက်ကုန်လဲဆိုတော့105စတုရန်ပေကုန်မယ် အဲ့တော့အခုကျမတို့တကယ်ခင်ရမှာကျတော့180ပေါ့နော်180စတုရန်ပေးအတွက်ဆိုရင်ဘလောက်လဲလို့တွက်ပေးရမယ်105အမြောင်ဘာလို့အဲ180ရအများဆိုအများလို့တော့အနည်းစားချေဆိုတော့100ကိုစားမယ်180ရအပေါ်မှာရှိမယ်เนาะဒါကိုကျမတို့မလုပ်မယ်ဆိုတော့ကက်ကူလေတာနှိပ်မယ်ပေါ့เนาะကက်ကူလေနှိပ်မယ်ဆိုရင်105အမြောင်180အစား100 189ပေါ့နော်189 189စတုရန်ပေးရတယ်အပြင်မှာတော့ဝင်ကြွေပြားလေးလက်မပက်လေ109 189စတုရန်ပေးလို့ဝင်လို့မရအောင်လေနော်အဲ့ဒါကြတော့သူ့ကိုအဲကြွေပြားဘယ်နဲ့ချက်လို့ဝင်ရမှာဆိုတော့သူ့ကိုအချက်ရည်ပြန်ပြောင်းရမယ်အချက်ရည်ပြန်ပြောင်းတဲ့အခါမှာကျမတို့အခုဒီမှာတုံးမဲ့အချက်ကကြတော့အဲလေးလက်မပက်လေဟိုတုံးမှာပေါ့နော်အဲ့တော့သူ့တစ်ချက်ရဲ့ area ကိုပြန်တွက်မယ်နော်၄ရဲ့၄ရဲ့မြောက်တော့ ဘယ်လောက်လဲဆိုတော့လေးလေးလီဆိုတော့16 16ကသူကဒီမှာအပေါ်ကလက်မနဲ့ဆိုတော့သူကစတုရန်လက်မပဲရှိသေးတယ်အဲ့တော့စတုရန်ပေကိုပြန်ဖွဲ့ခြင်းဘာနဲ့ပြန်စားလဲဆိုတော့144နဲ့ပြန်စားရမယ်နော်ဘာလို့တပေရ12လက်မရှိသေးရမလို့နော်အဲ့တော့စတုရလက်မနှစ်ခါဆိုတော့နှစ်နဲ့အဲ12စနစ်နဲ့ပြန်စားရတာပေါ့နော်16အဲ့တော့ဒီမှာကျွန်တော်တို့ကယ်ကူလေတာနှိပ်ကြည့်မယ်ပေါ့နော်16ဥစား144အဲ့ဒါဆိုရင်3ရဒသမ111ပေါ့နော် ကျွန်မတို့အနောက်က1 3လုံးလောက်ယူလိုက်မယ်နော်3လုံးသူက72ရံဘယ်လောက်ရှိလဲဆိုတော့ပေပေါ့နော်အဲ့တော့လေးလက်မပက်လေတစ်ချက်တော့ကကြတော့တုံညာတရမ111စတုရန်ပေးရတယ်ပေါ့နော်အဲ့တော့အချက်ရေလိုချင်ဘာနဲ့တော့ပြန်စားလဲဆိုတော့ဒီမှာရဟန်189ကိုတုံညာတရမ111နဲ့တော့ပြန်စားမယ်စတုရန်ပေးနဲ့တော့ပြန်စားရင်အဲသူကအချက်ရေဘယ်နဲ့ချက်လဲဆိုတာထွက်လာမှာပေါ့189အစားတုံညာတရမ111 1902ဒီဒီမှာเนาะ1902တဒမခွန်ဆိုတော့ဟိုနှစ်ချက်ဝယ်လို့မရဘူးလေအဲ့တော့1903ချက်ပေါ့เนาะအဲ့တော့ကုံမဲ့ဟာက1903ချက်ဘလောက်ဆိုင်လဲဆိုရင်လေးလက်မပက်လေကျွေပြား1900ပေါ့เนาะ1903ချက်ကုံမဲ့1900ဝယ်လဲရတယ်ပေါ့ तू က5%အလီလွင့်ပေါင်းထားတာဆိုတော့เนาะပြီးရင်ကျွေပြားပြီးလို့ရှင်ကျမတို့ဘီလက်မြေအတွက်မယ်ပေါ့เนาะဘီလက်မြေက เนาะဘီလက်မြေကဒီတရာမာတော့ကဘယ်နှပောင်းဆိုတော့180ပါเนาะအဲတရာမာတော့ကကြတော့180ပေါင်ကုန်မယ်အခုကကြတော့180ဆိုတဲ့အခါကြတော့180အမြာ180တရာနဲ့စာเนาะအဲအခါကြတော့ကျွန်မတို့ဒီမှာကယ်ကူလေတာနှိပ်ကြည့်မယ်ပေါ့เนาะ180အမြောက်180အစာတရာအဲ့တော့324ပါ နော်324ပေါင်ပေါင်နဲ့ဝယ်လို့မရဘူးလေဘီလက်မီယာနော်အဲ့နဲ့ဝယ်ရမှာဆိုတော့တအိတ်ကို132ပေါင်ရှိတဲ့အခါကျတော့132နဲ့သွားစားပေါ့ထပ်ပြီးတော့နော်အဲ့တော့324 324အစား132နဲ့စားရင်2.89ပေါ့เนาะ2တဒမ89ဆိုတော့အာ2တဒမ89 8ပေါ့အဲ့လိုဝယ်လို့မရအောင်လေเนาะအဲ့ခါကျတော့ तू อ่ะ8ကကျတော့ အဲနော်နှစ်တရမ၈ကိုကကျတော့38ယူနီးနေခါကျတော့ကျမတို့ကဘနေ8ဝယ်38ဝယ်ရမယ်ပေါ့နော်38ဝယ်ရမယ်ပြီးရင်နောက်ဘာလို့အလုံးရင်ပြရမလဲဆိုတော့အယောင်တင်ပြီးလက်မြေရေအလုံးရင်ပြရမယ်ပေါ့နော်ဒါလိုတလောက်ကိုထပ်ဖြည့်ပြရမယ်ဘနေအဲပြီးလက်မြေအဖြူမှုန့်ဆိုရင်ဘလောက်ကုန်လဲဆိုပြီးတော့ကျမတို့ကအထက်ထည့်ပြရမယ်ကော်လိုပဲဆိုလဲကော် ပေါ့နော်အဲနောက်တစ်ခုကကျတော့ပယံပယံပေါ့နော်ပယံကကျတော့အဲတရာစတုယံမာတော့ကကျတော့သူက3ယောက်ခွဲအဲ နော်3ယောက်ခွဲအခုက180ဆိုတဲ့အခါကျတော့လူဘယ်နှယောက်သုံးရမလဲဆိုတော့နော်အအမြောက်180အစား100เนาะအဲအခါကျတော့3ယောက်ခွဲရကျတော့3တရမ5အမြောက်အ180အစား100အဲ့တော့6တရမ3ဆိုတော့ကျမတို့ကဟို short ယူမလား6ယောက်နဲ့ပ ခိုင်းမလားသူတို့เนาะဟိုခမန္နာဆိုတော့ပိုဟွာဖြစ်မှာပေါ့เนาะ6တရမအဲ9နဲ့တွက်လိုက်မယ်เนาะ6ယောက်ခွဲပေါ့နော်6တရမ3အနည်းဆက်ဆုံးဘယ်လောက်ယူမလဲဆိုတော့6တရမ5ဆိုတော့6ယောက်ခွဲနေအဲကျမတို့ကယူလိုက်မယ်ပေါ့နော်ပြန်ပြီးလို့ရှင်လောက်သားပေါ့လောက်သားတရစတုရန်ပေမှာတော့ကျမတို့ဘယ်လောက်ကုန်ခဲ့လဲဆိုတော့အဲဒီမှာ2ယောက်ပေါ့နော်2ယောက် နှစ်ယောက်ကုန်နေအခုက180စတုရန်ပေရှိတာဆိုတော့နှစ်အမြောက်180ကို TV 100နဲ့စအဲเนาะအဲ့ခါကျတော့ဒီမှာနှစ်အမြောက်180အစာ100เนาะ3.6ပေါ့3.6ဆိုတော့ကျမတို့3.6ဆိုတော့ကျမတို့နေရာလေး4ယောက်อยู่ပေါ့เนาะ၄ရောက်ခေါ်မရမှာလေနော်3.6လို့ခေါ်လို့မရအောင်ဒါမှမဟုတ်အပေါ်မှာပို့တင်ထားတဲ့အာလူနဲ့ခြေလိုက်မယ်ဆိုရင်တော့ဟိုသူ့ကို၃ရောက်ခေါ်လင်းရတယ်ပေါ့ เนาะအပေါ်မှာပို့တွက်ထားတာကိုဒီမှာเนาะ6ဒသမ3မှာ6ဒသမ5ဆိုတော့ဒီလိုယူလဲရတယ်ပေါ့เนาะအဲအဲ့ခါကျတော့ကျွန်မပတ်စံဘလို့တွက်မလဲပတ်စံတွက်ရင်ဒီမှာเนาะထွေပြားက1903ချက်ဆိုတော့တစ်ချက်ကိုဥပမာ300ပေါ့เนาะအဲဒါကိုဝယ်တဲ့ကြွေပြားပေါ်မူတည်တာပေါ့နော်အဲ300နဲ့မြောက်ဒီမှာထွက်မယ်နော်ဘီလက်မြေတအေးကိုဘလောက်လဲအခုက2000ကျော်ယူဆို2300နဲ့တွက်ပေါ့300နဲ့မြောက်ပေါ့တံမိုးတစ်ခုရမယ် ပြီးရင်မှပယံကကြတော့ဆရာ3000ခွက်လောက်ရှိမယ်ပေါ့နော်3000ပေါ့ဥပမာနော်အဲမြှောက်လိုက်မယ်ဆိုရင်ပတ်စံထွက်မယ်ပြီးရင်လှုပ်သားကကြတော့ဒီမှာ3ယောက်ယူမယ်4ယောက်ယူမယ်ဆိုရင်သူ့ကိုလှုပ်သားကကြတော့အကျန်းသမားပေါ့အကျန်း2000ခွက်ပေါက်တယ်ဆိုရင်2000ခွက်ပေါ့မြှောက်လိုက်မယ်ဆိုရင်ဒီမှာရမယ်နောက်တစ်ခုကကြတော့ဘာနဲ့လဲအလုံးရင်းပေးရအောင်လို့ဆိုရေးလွင်ရေးကုံသားစိတ်ထည့်ရမယ်ပြီးရင်တော့အယောင်တင်ပြီးလက်မြေဆိုတော့ဒီအဖြူမှုတ်တွေတခြားကာလာအမှုတ်တွေသုံးမယ်ပေါ့နော်အပေါ်မှာ လိုင်းဖို့ဖို့အတွက်အယောင်တည်းအမှုတ်တည်းသုံးမယ်ဆိုရင်သူ့ကိုလည်းပဲသူဘလောက်ကုန်မလဲဆိုပြီးတော့ကုန်ကြစိတ်ထွက်လာမယ်ပေါ့နော်အဲ့ဒါဆိုရင်ကုန်ကြစိတ်ဘယ်နှခုပေါင်းမလဲဆိုတော့အဒီမှာ5ခုရှိတယ်ပေါ့နော်5ခုဟိုထွက်လာတဲ့ပတ်စံတွေကိုပေါင်းလိုက်မယ်ဆိုရင်အဲဒီလောက်စာပေါ့ကျမတို့တွက်ထားတဲ့ဒီဒီ အဲနော်ဆက်နှစ်ပေးဆက်ငါးပေးဆိုတော့အဲနေရန်တို့မဟုတ်ဒီအခန်းတစ်ခုကိုကြွေပြားကတ်မယ်ဆိုလို့ရှိရင်ကုံမဲ့ကုံ냐စီအဲဒီမှာထွက်လာမယ်ပေါ့လေနော်ဒီဟာလေးပေါ့အကယ်လို့ကျမတို့ကဒီမှာလေဒီခမန်ဒီနှုံထားနဲ့တွက်တဲ့အခါမှာအဲဒီမှာရှိတဲ့ဒီ analyze your race sound နဲ့တွက်တဲ့အခါမှာလေဒီလုတ်တာများတက်တယ်တစ်ခါလေးကြာရင်လေအဲအဲ့ခါကျတော့ဒီထက်တော့ဟိုပိုကုံစရာတော့မရှိဘူး နော်ဒီထက်ပိုကုန်ဒီမှာဆိုလို့ရှိရင်ဒီ180ဆိုရဲစတူရန်ပေပေါ့နော်နှစ်ချင်းနီးပါးကိုခင်းဖို့အတွက်ကိုအလုတ်ပရင်ကဒါ6ယောက်ခွဲလောက်ကုန်မယ်ပေါ့နော်ပြီးရင်ဒီမှာလုတ်သားကျတော့4ယောက်ဆိုတော့ဟိုသူထက်ထက်ကုန်မှုတော့မရှိဘူးသူထက်နည်းဖို့ပဲရှိရပေါ့နော်နည်းနည်းလေးတော့များနေတက်တယ်ဒါကကျမတို့ကစတွက်သေးဟိုကဘာလို့နာမည်ပေးထားလဲဆိုတော့ခမန်းကုန်ကြစိတ်တွက်ချက်ချင်းခမန်းတာပဲ နော်ဟိုအတိအကျလုံးဝမရဘူးပေါ့နော်တချို့ဟာတွေကအတိအကျထွက်တာလေးရှိတတ်တယ်အဲနည်းနည်းလေးပို့တာလေးရှိတတ်တယ်ပေါ့နော်အတရားလေးကိုပြပြချင်တာပါအဲအဲ့တော့ကျမတို့ကဒီမှာပထမအရှိမာတော့တပေပက်လေအတွက်တွက်တာတွက်ပြရတယ်ပေါ့နော်အခုကလေးလက်မပက်လေအတွက်ဆိုရင်ဒီလိုတွက်ရမှာဖြစ်ပါတယ်တွက်တာတော့အတူတူပါပဲဗင်သားလေးမှာဟိုမှားမှဆိုလဲဆိုတော့ဒီမှာရှိရဲ့လေးလက်မမလေးလက်မလေးနဲ့လေးနဲ့မြှောက်လို့ရှိရင် နော်16နဲ့သွားစားမှာဆိုလို့လေ16နဲ့စားလို့မရဘူးသူက72ရက်လက်မဆိုတော့သူ144နဲ့စားတယ်ဒီအဆင့်လေးပေါ့နော်ဒီအဆင့်လေးကိုသတိထားဖို့အတွက်ဒီမှာပြန်တွက်ပြတာဖြစ်ပါတယ်ဒီမှာ144နဲ့စားမှာစားရမှာပါနော် သူကကြတော့ဒီမှာကကြတော့လေးလက်မပတ်လေဆိုတော့နော်လက်မဖြစ်နေလို့ပါ